ားလုံးပဲမင်္ဂလာပါရှင်။ငါမင်းမြန်မာစာ channel ကနေထပ်မံကြိုဆိုလိုက်ပါရစေ။မြန်မာစာပေမြန်မာစကားမြန်မာယဉ်ကျေးမှုစားတဲ့မြန်မာမှုထွေးထွေးကိုလေ့လာခြင်းရောနော်။ Subscribe လုပ်ပြီး notification လေးကိုနှိပ်ထားပေးဖို့မမေ့ပါနဲ့နော်။ ဒီကနေ့ငါမင်းမြန်မာစာချန်နယ်ရဲ့မြန်မာမားတဲ့မြန်မာစာကန်တာကနေမြန်မာတွေတွင်တွင်ကျဲကျဲမာရွင်တုံဆွေးနေတဲ့အုံနှုံးတစ်ခုဖြစ်တဲ့သူမအကြောင်းဆွေးနေတင်ပြသွားမှာပါဒီအကြောင်းအရာကိုမစတင်ခင်စနေတဲ့မြန်မာစာတတိယရန်တင်ယူมาပါတယ်ရူရဟာတာပုံမြင်တပုတ်ဖြစ်တဲ့အားရဆိုတာကိုအရင်ဆုံးဖတ်ရှုတင်ဆက်ပြရစီတစ်ခါတုန်းကရွာတရွာမှာဈေးတဲ့မိကြီးတယောက်ရှိတယ်သူမသမီးပြို၂ယောက်ရှိတဲ့အဲ့ဒီသမီး၂ယောက်မှာ သမီးအငယ်ကလဲလဲဝဲဝဲရှိတဲ့အပြင်လူမှုရေးကိစ္စတွေမှာလည်းတတဲကြွားကြွားပါဝင်ဆောင်ရွက်တတ်တဲ့သမီးအကြီးက ော့အားလဲအားနားလဲနာ လူမှုရေးလဲဘာမှနားမလဲဘူးတဲ့ ဈေးရောက်တဲ့အလုပ်ကိုတော့သူနားလေတလောက်သာရောင်းပေးတယ်။ရရွာတွေကိုသွားမယ်ဆိုရင်လည်းသူတယောက်တည်းမသွားတတ်ဘူး။ညီမငယ်ကိုအမြဲတမ်းခေါ်သွားလေရှိတယ်။ပြီးတော့ညီမပြောစကားမှန်သမျှရုံလွယ်ပြီးခိုင်သမျှကိုလည်းအကုန်လုပ်ပေးတဲ့။ဒီနေ့မှာတော့အမေကြီးကတမိအကြီးရိုးအားလွန်တာကိုတီးတော့ဂယုနာဒေါသနဲ့အကြီးမနင်းဒီလောက်အနေရင်ငါမရှိတဲ့အခါနင်းညီမကနင်းကိုဒီနေ့ရောင်းစားသွားလိမ့်မယ်တိလားလို့ပြောလိုက်တဲ့အခါတမိအကြီးက"အိုးအမေကလည်းသူ့ကရောင်းစားရအောင်ဘသူကချိန်ဝင်ပေါ်တက်မှာ ါတုံးလို့ပြန်ပြောလိုက်တဲ့ကွယ်ဒီပုံမြင်မှာပါတဲ့ဈေးတဲ့အမေကြီးတမိအကြီးနဲ့တမိငယ်တို့ဟာအမျိုးသမီးဆက်ဆောင်တွေကြီးဖြစ်တယ်လို့ရင်းညွန့်သုံးဆွဲတဲ့နန်းစားစကလုံးဟာလည်းသူတွေကြီးဖြစ်နေတာကိုတွေ့ရမှာပါဒါဖြင့်သတင်းမီဒီယာတွေကကြီးညာချက်တွေ TV အစီအစဉ်တွေကတင်ဆက်မှုတွေနဲ့လူမှုကွန်ရက်စာမျက်နှာတွေကဝတ္ထုကပြအစာရာတွေမှာကြားနေမြင်နေရတဲ့သူမဆိုတဲ့အုံလုံးဟာအမျိုးသမီးတွေအတွက်အသီးတန်ခွဲခြားသုံးဆွဲတဲ့နန်းစားတစ်ခုဟုတ်မဟုတ်ကိုစမ်းစစ်ဝေဖန်နိုင်ဖို့တင်ဆက်ပေးသွားမှာမို့ကျမနဲ့တူအဆုံးထိနာဆင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင် ှင်မြမစကားမဟုတ်တော့သူမ ီကောင်းစင်ဟာဆရာကြီးမောင်ခင်မင်းတနုပြုရဲ့မြန်မာစာမြန်မာစကားဝိုင်းမှာပါတဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ရှိမှာဆိုခဲ့တဲ့အတိုင်းကြားနေမြင်နေရစေဒီမှာတုံနှုံကိုမြန်မာစကားမဟုတ်ဘူးလို့ပြောခဲ့တဲ့အကြောင်းကဒီလိုပါ။ကျမအပါဝင်ဂျီရှူနာစင်သူတိုင်းဟာမြန်မာစာမြန်မာစကားနဲ့ပတ်သက်ပြီးဆယ်စုနှစ်နှစ်ခုသုံးခုတည်းမနဲ့ပြောဆိုသုံးစွဲခဲ့ကြဘူးသူတွေလို့ယုံကြည်ပါတယ်။ဒါဖြင့်ကျမတို့လူမှုဆက်ဆံရေးအတွက်နေစဉ်ပုံမှန်ပြောဆိုနေကြတဲ့အထက်ဒီမှာဆိုတဲ့တုံနှုံကိုဘယ်နှခါထည့်ပြောမှုပါသလဲ။ကလေးမာလီရဲ့အကြောင်းမိမပြောအကြောင်းအမျိုးသမီးကြီးအကြောင်းဘာပဲပြောကြပါစေ။ဒီမှာနဲ့မရင်ညွန်ကြပဲသူ နဲ့သာညီညွတ်ပြောဆိုကြတာမြမစကားရဲ့တဘာဝဖြစ်ပါတယ်အကယ်၍နေ့စဉ်ပုံမှန်ပြောဆိုနေကြတဲ့စကားတွေသူမကိုထဲသွင်းပြောဆိုမိရင်ဘလို့ဖြစ်နိုင်မလဲဆိုတာဆရာကြီးမောင်ခင်မင်းရဲ့နမူနာလေးကိုနားဆင်ကြည့်ပါရှင်ခင်ခင်ကသူမမိသားစုမှာတမိအကြီးဆုံးလေသူမမိသားစုကိုသူမပဲလှုပ်ကြွေးနေရတာသူမခမညာအခုလိုရုပ်တရက်ဆုံးသွားတော့တနာစရာပါပဲကွယ်ဟုတ်တယ်ဟိုနေ့ကပဲသူမမောင်လေးကိုចောင်းလိုက်ပို့တာတွေ့လိုက်သေးတယ်သူမမိဘတွေတော့ရှင်ကွဲမှာပဲဟုတ်ကဲ့စိတ်မကောင်းဖြစ်စရာကိုပြောသူတွေကပြောနေကြပါမိမယ်ကြားရသူတွေရ ည်စရာဖြစ်သွားရတာကမြန်မာစကားမှာပြောလို့ပြောထားမှရှိတယ်။သူမတွေကိုတမင်ထည့်ပြောနေတာကြောင့်ပါပဲ။မြန်မာမှန်ရင်ဒီလိုမြန်မာစကားမျိုးကိုဘယ်သူမှပြောမှာမဟုတ်ဘူးလို့လည်းယုံကြည်မိပါရဲ့ရှင်။လေးလာသိရှိရသလောက်မြန်မာစာထင်ရှားတွေ့ရပြီဖြစ်တဲ့ကန်ခေကားစာလို့ကုံမောင်းခေတီမြန်မာစာပေတမိုင်းကြောင်တလျှောက်ပေါ်ပေါက်လာခဲ့တဲ့စာကြည့်ပေကြီးစာခန့်ပေခန့်တွေမှာလည်းသူမဆိုတဲ့သုံးလုံးမျိုးမတွေ့ရသလိုမြန်မာစာရေးထုတ်တဲ့ပတ်သက်တဲ့မြန်မာတပုံကျန်တွေမြန်မာတရာကျန်တွေမြန်မာပြည်ဒဏ်ကျန်တွေမှာလည်းသူမဆိုတဲ့သုံးလုံးကိုမတွေ့ရပါဘူး။ဆိုခဲ့တဲ့အတိုင်းနေစဉ်ပုံမှန်ပြောဆိုသုံးဆွဲနေတဲ့မြန်မာစကားတွေမှာလ လဲသူမမပါပဲယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်သူဆိုတဲ့နန်းစားနဲ့ပဲရည်ညွန်ပြောဆိုကြရေးသားတုံ့ဆွဲကြတာပါဒါဖြင့်သူမဟာမိစားစကလုံးဖြစ်မှာပေါ်လို့တွေ့ခဲ့ရင်တော့မြန်မာပြည်တန်တွေကနေတသက်ခံရပါလိမ့်မယ်ပါဠိစကလုံးလေးဖြစ်တဲ့ဒါနာသီလာကအစကော်ဖီကွန်ပျူတာစားတဲ့အင်္ဂလိပ်စကလုံးလေးလည်းပေါ့စီအကြခွေလိုတရုတ်စကလုံးလေးအစုံဘာသာကြားကနေမွေးစားယူထားတဲ့စကလုံးလေးကိုမြန်မာပြည်တန်မှာထည့်သွင်းဖော်ပြထားပါမယ်သူမကတော့မပါဝင်တဲ့အတွက်သူမဆိုတဲ့တုံလုံးဟာလက်ခံအုံပြုနေတဲ့မိစားစကားမျိုးမဟုတ်တာလည်းသိကြနေပါရဲ့ရှင်အချို့က မြမစကားမှာလူကြီးသူမဆိုတာရှိတာကြောင့်သူမကိုလည်းသုံးနိုင်တယ်လို့ဆိုကြပါဗျ။လူကြီးသူမမှာပါတယ်မှာဟာကြီးတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပြီးလူကြီးသူကြီးကိုစကားပရိယနဲ့လဲလဲသုံးဆွဲတာပဲဖြစ်ပါတယ်။ဒါကြီးရင်တမလမ်းကြီးရင်လမ်းမအခန်းကြီးရင်ခန်းမလို့သုံးဆွဲကြတာမျိုးပါ။ဒါပေမဲ့သူမဆိုတဲ့သုံးလုံးကိုနှစ်ခြိုက်လက်ခံသူတချို့ကဆ iam မကြီးဂျာနေကျော်မမလေးရဲ့ဝတ္ထုနာမည်ဖြစ်တဲ့သူမကိုထောက်ပြပြီးသူမကိုသုံးနိုင်ကြအောင်ပြောကြပါဗျ။ တကယ်ကဆရာမကြီးဟာဆရာကြီးဂျာနေကျော်ဦးချစ်မောင်ကြီးခဲ့တယ်။သူဝိတ္ထုနဲ့နာမည်စင်သူဖြစ်အောင်သူမဆိုတဲ့နာမည်နဲ့တင်စားရေးသားခဲ့တာဖြစ်ပြီးဝိတ္ထုမှာပါတဲ့မျိုးသမီးဆက်ဆောင်တွေကိုရည်ညွှန်းတဲ့နန်းစားတွေမှာသူမတလုံးမှမပါဝင်ခဲ့ပါဘူး။ဒါပြင်ဆရာမကြီးရေးသားခဲ့တဲ့သူလိုလူဟာခင်မုန်းဖြစ်တဲ့ဂျာနေကျော်ဦးချစ်မောင်ကြောင့်ဖြစ်ပြီးသူ့လိုမိန်းမဟာစံပြမျိုးသမီးဆက်ဆောင်ပါဝင်တဲ့ဝိတ္ထုဖြစ်နေတာကိုလည်းတွေ့နိုင်ပါတယ်ရှင်။မြန်မာစာမြန်မာစကားမှာယောက်ျားရောမိန်းမကိုပါရည်ညွှန်းနိုင်တဲ့အရင်ကန်နန်းစာ၃မျိုးရှိပါတယ်။ရောသူနန်းစာဖြစ်တဲ့ငါ နာသူနန်းစာဖြစ်တဲ့နင်းတင်နဲ့အပြောခံနန်းစာတနည်းအခြားသူနန်းစာဖြစ်တဲ့သူတို့ပါမြမပီတန်ရဲ့သူဖွင့်ဆိုချက်အရာနန်းစာဖြစ်တုံတဲ့သူဟာပြောသူနဲ့ဂျာနာသူမှာတပါအခြားတစုံတူကိုရည်ညွန်းသုံးသောစကလုံးပဲဖြစ်ပြီးယောက်ျားမိမခွဲခြားသုံးဆွဲတာမျိုးမရှိတာတွေ့နိုင်ပါတယ်ပုံစံပြရရရင်ကုံမောင်ခင်မှာထင်ရှားတဲ့စာဆိုတော့စလေးပုံညာရဲ့စရံစင်မင်းဟောစာဝတ္ထုမှာသူဆိုတဲ့နန်းစာကိုယောက်ျားရိအတွက်ရောမိမအတွက်ပါအခုလိုသုံးဆွဲရည်သားထားပါရဲ့ရှင်ဘာယာနတိပြည့်ရှင်ရဲ့အမှုရာအဖွဲဖြစ်တဲ့ပင်မန်းလှိုက် က်ဖို့သူများငိုတယ်လင်ဟိုလူကြီးကအပြာကြီးပြရမှာသူဟာယောက်ျားဖြစ်တဲ့မင်းကြီးကိုရင်ညွန်တုံးဆွဲထားတာဖြစ်ပြီးသုံးနုဒရမုတ်ဆိုးရဲ့အမူအရာခွဲဖြစ်တဲ့မုတ်ဆိုးပေတလူအခောက်ထူလဲသူနှစ်စင်မင်းရံဖက်ချင်းကဲသူမှာသူဟာယောက်ျားဖြစ်တဲ့မုတ်ဆိုးကိုရင်ညွန်တုံးဆွဲထားတာဖြစ်ပါတယ်ဒါပေမဲ့သူ့ဘက်သားမိဖုရားအဖွဲတွေဖြစ်တဲ့နားဝယ်လာလာမစင်ရရင်စိတ်ချပြီးတော့သူသေးပါတော့မည်ဟုရွှေနန်းချောရှင်သူချစ်လင်ဤရင်ဝင်ကြမှာ ယေရှုရှင်မှာသူကိုယ်တိုင်းလမ်းပြ၍လူစဉ်များလောက်မထောက်မဆကြံရသည့်မိမအားမရသည်၍သူမမေ့ရပြီတို့မှာပါတယ်သူသူနန်စာရီဟာမိမဖြစ်တဲ့သူ့ဗတ္တာမိပြားကိုရည်ညွန်သုံးဆွဲထားတာတွေဖြစ်ပါတယ်ဒါရင်မကားသေးပါဘူးခေပေါ်တဲ့ချင်းတွေဖြစ်တဲ့မြို့မာငင်ရေးတဲ့သူကလေးတဲ့ချင်းဟာမိန်းကလေးတယောက်ရဲ့အကြောင်းဖွဲ့တည်ထားတာဖြစ်တယ်လို့မန္တလေးဥပသိမ်းရေးတဲ့ဗပုသူစာတဲ့ချင်းဟာလည်းမိမပြိုတယောက်ရဲ့အလှဘွဲဖြစ်ပြီးတဲ့ချင်းနဲ့မှာသူဆိုတဲ့နန်စာရီနဲ့ပဲထက်ကားထက်ကားရည်ညွန်ဖွဲ့တည်ထားတာဖြစ်ပါတယ် ဆိုခဲ့တဲ့စာရိလက်တွေ့တာတကားရေယာသူမဆိုတဲ့တုံလုံးဟာမြမစကားမဟုတ်တဲ့အကြောင်းခိုင်မာဆိုလိုက်ပါစီရှင်မြမရီမာတုံးနေစေဖြစ်တဲ့သူမအတုံးဟာအစမှာသူရဲ့နောက်ကဝိုက်ကွင်းကလေးတဲ့ထဲထားရဲမှာ သူမကနေစတင်ခဲ့ပြီးနောက်ပိုင်းတွင်ပြုတ်ပြီးသူမဖြစ်လာတဲ့အကြောင်းကိုဆရာမောင်တူတာကမြောက်ရီမဂ္ဂဇင်းခန်းဆက်ဆောင်ပါဖြစ်တဲ့မြမစာမြင့်ကျင်လုံးလုံးမှာလုံခဲ့တဲ့နှစ်ပေါင်း60ကျော်ကလေးကဖော်ပြခဲ့မှုကြောင့်ဆရာကြီးမောင်ခင်မင်းကဆိုထားသလိုဆရာစောလူကလည်းချင်းတွင်မဂ္ဂဇင်းမှာ၎င်းသူမဆိုတဲ့ဆောင်ပါကိုဆရာမောင်တူတာလွမ်းခြင်းမျိုးရေးသားရမှာသူမအုံဖြစ်ပေါ်လာမှုအတွက်အအူဆုံးတာဝန်ရှိသူဖြစ်တဲ့အခုံဝင်ဥပုကြီးအကြောင်းကိုဆရာမောင်တူတာရေးသားခဲ့တော့ကညဉ့်ဆောင်မြောင်းတမ်းမပါပဲခါရဝတရားနဲ့ယဉ်ကျေးပွဲရာစကားကိုပဲဆိုရဲလို့ဖော်ပြထား ားပါတယ်။သူမအစား Nesby ဘာသာပြန်ကားလို့ဆိုရတာကတော့ Colony Kick ကပေါ်ပေါက်ခဲ့ပြီးလွတ်လပ်ရေးရပြီးချိန်ထိအကြောင်းတွေမှာပြန်ရန်ခဲ့တယ်။အကြောင်းသုံးအင်္ဂလိပ်သရအစားအကောင်တို့ဖြစ်တဲ့ Nesby Grammar ကိုမြန်မာလိုဖတ်ရှုလေ့လာနိုင်စေဖို့ပညာရှင်အခွန်ဝင်ဦးဘူကြီးကမြန်မာဘာသာပြန်ဆိုခဲ့ပြီး Nesby ဘာသာပြန်အင်္ဂလိပ်သရမီဒနီနာမည်နဲ့1930ပြည်နှစ်မှာမြန်မာကိုရေးစာပုံလေးတက်ကပုံလေးထုတ်ဝေခဲ့ပါတယ်။ Nesby ဘာသာပြန်ကျမ်းကြီးလို့ထင်ရှားခဲ့ပြီးကျမ်းပါပုဂ္ဂလနံစာများအခန်းမှာတတိယပုဂ္ဂိုလ်ကိုပြတဲ့အခါဤကိုသူရှိကိုသူမဆိုပြီးမိမဖြစ်ကြောင်း သီတာအောင်ကွင်းနဲ့ပြခဲ့တာပါ။ညာရှင်ဥပိုးကြီးဘာသာပြန်တို့ကဟီယောရှိပါသူလိုပဲမြန်မာပြန်ခဲ့တာဖြစ်ပေမဲ့အင်္ဂလိပ်စကားမှာရှိဟာမိမဖြစ်တာကိုသိစေချင်လို့မာကိုနောက်ကထည့်ခဲ့တာဖြစ်တယ်လို့ဆရာမောင်သူတာကရှင်းပြထားပါတယ်။ဒါပေမဲ့1955ခုနှစ်လေဒီမန်နိုင်စာပုံလေးတိတ်ကဒုတိယကြိမ်ပုံလေးထုတ်ဝေတဲ့ခါမှာတော့သူမဟာခွင့်ပြုပြီးသူမဖြစ်နေခဲ့ပါဘူး။ ဇလပီဆရာကြီးမောင်ခင်မင်းကကျွန်တော်တတိထားမိသလားကိုလိုနီခေတ်တွင်လဲစစ်မဖြစ်မီခေတ်1940ပြည်နှစ်မတိုင်မီထိသူမအတုံးမတွေ့ရပါစစ်ပီခေတ်တွင်မှာအင်္ဂလိပ်စာတတ်သောဆာရေးဆရာတို့ဤသူမဒီကားကိုဖိတ်ခေါ်ဤဆိုသောအတုံးမျိုးမှာသူမပေါ်လာခြင်းဖြစ်သည်အထူးသဖြင့်တော့20ရာစုနောက်ပိုင်းကစ၍သူမအတုံးတွင်ကျလာသည်မှာယနေ့အထိဖြစ်သည်အခွန်ဝင်ဥပိုးဤမူလရွေချက်မှာမိမမှန်တီအောင်သူမာဟုပြခြင်းဖြစ်သည်နောက်ပိုင်းကျတော့အင်္ဂလိပ်စာတတ်သူများကအင်္ဂလိပ်စကားမှာ he she ခွဲသလို မြန်မာစကားမှလည်းခွဲတင်သည်ဟုယူဆပြီးသူမအတုံးကိုကြိုက်သွားကြခြင်းဖြစ်နိုင်ပါသည်ဆိုပြီးရှင်းတာဖော်ပြထားပါတယ်။ဒါဟာသူမကနေသူမအဖြစ်ပြောင်းလဲလာပြီးသူမကိုတွင်တွင်ကျဲကျဲတုံဆွဲဖြစ်ကြတဲ့အကြောင်းလေးပဲဖြစ်ပါရဲ့ရှင်။ ပုံမောင်ခင်မှာမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တဲ့အမေရိကန်သားသနာပြုဆရာယူတတန်ဟာမြန်မာစကားကိုဗတ်တကုတ်လေ့လာခဲ့ပြီးတော့မြန်မာသရအကျန်းကိုအင်္ဂလိပ်ဘာသာနဲ့ပြုစုထုတ်ဝေခဲ့ပါတယ်။အဲ့ဒီကျန်းလေးက pronounce နန်းစာများအကြောင်းမှာသူကိုယောက်ျားယောက်မိမှာပါရည်ညွှန်းတဲ့နန်းစာဖြစ်ကွဲကွဲပြားပြားဖော်ပြထားတာပါ။ ခုလိုနိုင်ငံသားပညာရှင်ကတော့မမှန်ကန်ကန်နားလေသုံးလုံးနဲ့သူကိုမြမဖြစ်ပါလိရဲ့မလို့အပ်ပဲသူသူမခွဲခြားသုံးလုံးနေကြတာကဒီကနေ့အထိဖြစ်တဲ့အကြောင်းကိုဆရာကြီးမောင်ခင်မင်းကသူမယောဂကိုရင်းနာဆိုတဲ့ဆောင်းပါးမှာဖော်ပြထားပါတယ်။ဒါအပြင်ဘာသာစကားကိုစနစ်တကျလေ့လာတဲ့ပညာရှင်တွေကဘာသာစကားတစ်ခုကိုလေ့လာတဲ့အခါတခြားဘာသာစကားရဲ့ဩဇာမလွမ်းစေပဲအရှိကိုရှိတိုင်းဖော်ထုတ်လေ့လာမှဖြစ်ကြောင်းမိတ်ဆွေကြပါတယ်။ဒါပေမဲ့မြမစကားရဲ့ပင်ကိုသူမြင်လက္ခဏာတစ်ခုဖြစ်တဲ့သူကိုအရှိတိုင်းမကြည့်မိကြပဲအင်္ဂလိပ်စကားရဲ့ဩဇာနဲ့ကြည့် ပြီးသူမလှုပ်လိုက်တာကြောင့်ဒီကနေ့မှသူမယောဂါဟာကုသပြန်နဲ့အဆင်ရောက်နေပြီဖြစ်ကြောင်းဆရာကြီးမောင်ခင်မင်းကတတိပေးထားပါတယ်ရှင်။ဘာသာစကားတိုင်းမှာအပြောကအရေးထက်ပိုပြီးအရင်ခံကြပါတယ်။နှုတ်ကထွက်တဲ့စကားဟာအရင်ခံဖြစ်ပြီးစာရေးသားကတစင်မှတ်တမ်းတင်မှုပဲဖြစ်ပါတယ်။စာရေးသားတင်ကြတာတကူရဲ့အကြောင်းကိုပြောကြတဲ့အခါ၁အဲ့ဒီအရေးသားအခရာ၂အဲ့ဒီအခရာကကိုစားပြုတဲ့စကားတန်း၃အဲ့ဒီစကားတန်းကကိုစားပြုတဲ့အရာဝတ္ထုသဘောတနည်းလူကိစ္စဆိုတဲ့အကြောင်းသုံးရက်ဆက်ဆက်ပါဝင်နေရမည်ဖြစ်ပါတယ် ဘာသာစကားတစ်ခုမှာလူကိစ္စတစ်ခုခုကိုကိုးစားမပြုတဲ့စကားတန်ဟာအတိတ်ပဲမရှိတဲ့အတန်ဖြစ်ပါတယ်။အဲဒီလိုပဲစကားတန်တစ်ခုခုကိုကိုးစားပြုသတ်မှတ်ထားတဲ့အရေးသားဟာလည်းအတိတ်ပဲမရှိတဲ့အရေးသားသားဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဆရာကြီးမောင်ခင်မင်းကစကားအကြောင်းစာအကြောင်းဆောင်းပါးမှာဖော်ပြထားပါတယ်။ဒါကြောင့်မြန်မာစကားမှာလည်းအမှန်တကယ်ပြောဆိုသုံးဆွဲနေတာမဟုတ်တဲ့ဒီမှာကိုတဘာဝကြတဲ့အရင်ကန်စကားဖြစ်မှတ်ယူဖို့တင်မတင်ကိုစဉ်းစားဆင်ခြင်ကြရပါမယ်။ အများကြီး ego ကျွဲဖက်လို့ဘလောက်ပဲဆိုကြပါစေ။ဘာမှရှိပဲဝီလုံလို့များတာကိုလည်းများသည်ဖြစ်တာကြောင့်အပြောစကားမှာတော့နေစဉ်သုံးဆွဲပြောဆိုလို့မရှိတဲ့သူမဆိုတဲ့သုံးနှုန်းကိုအရေးသားမှာတွင်တွင်ကျဲကျဲသုံးဆွဲနေတာဟာသင်ပါရဲ့လားလို့ဝေဖန်စင်ချင်းသုံးသပ်ဖို့တိုက်တွန်းရင်ဒီဗီဒီယိုလေးကိုဒီမှာတင်မယ်ရနာခွင့်ပြုပါရှင်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like and share လုပ်ခဲ့ပေးပါအောင်နော်။အဆုံးထိနားအစဉ်ကြည့်ရှုပေးခဲ့လို့အထူးကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးဒီမှာလည်းဆက်ဆက်တွေ့ပါမယ်ရှင်။တဒါ